ကဲဒီနေ့ကဧပြီလ23ရက်နေ့ပါဗျာဧပြီလ28ရက်နေ့ဆိုရင်တော့ငလင်ကတလားပြည့်ပြီပေါ့နော်ငလင်လောက်ပြီတာတလားပြည့်ပြီဟိုဦးလေးရောက်ရှိနေတာကတော့မန္တလေးတောင်မြင်လို့ခေါ်တာပေါ့ဗျာမဟာမင်းမကြီးမြတ်စွာဘုရားဒုပွားတော်ကြီးရဲ့တောင်ဘက်ကအာနန္ဒဇေတိတော်မြတ်ကြီးဆိုတဲ့ဆိုင်းဘုတ်ပါအာနန္ဒအာနန္ဒဇေတိတော်မြတ်ကြီးရဲ့ဆိုင်းဘုတ်ကိုကြည့်လိုက်ပါနော်ဆိုင်းဘုတ်ကတော့ပြုတ်မကြပါဘူး မဟုတ်ဘူးအယိုးလေးကလည်းမဖြစ်စက်လောက်လေးတွေပါအဲအရနာဇီရောမြတ်ကြီးတို့လှန့်ရှို့လိုက်ကြတော့အရင်နဲ့တူသေးသလားအနန္နာဇီရီတော်မြတ်ကြီးငလျင်တန်တင့်ထားပုံလေးကိုပြည်ရင်ပြည်ရမှပြည်သူအပေါင်းသိရှိနိုင်ရန်မှတ်တမ်းလိုက်တင်နေတာပါနော်ကဲအနန္နာဇီရီတော်ကအမြင်ကြီးပါဗျာအခုတော့ စီဒီတစ်ခုလုံးတို့ကြသွားပါပြီအောက်ကလှိုင်ကူပဲကြံပါတော့အဲ့ဒီလှိုင်ကူကလည်းမြင်တဲ့အတိုင်းပါပဲအုပ်ပုံကြီးထွက်နေပါလေညာအဲ့တော့စီဒီတစ်ခုလုံးကတော့ရစရာမရှိနိုင်တော့ဘူးနော်မဦးလေးပဲကြံတယ်လို့ပြောအောင်လဲမဦးကအက်ကွဲနေပါညာနော်အာအနန္ဒာစီတော်မြတ်ကြီးရဲ့အပြတ်အစည်းတွေ အနောက်ဖက်မုတ်ဦးကနေရိုက်တာနော်ကဲလိုက်ကြည့်ပါဦးဗျာကဲဟာထီးတော့တယ်ဗျာထီးတော့အုတ်ထီးတော့အုတ်ထီးတော့တယ်ဟာကဘယ်နဲ့တိုင်ပေါ့ဘယ်နဲ့တိုင်ပေါ့ကဲဟဲ့ဒီမှာကြည့်ပြီတော်တော်လေးတာရနော်ပြုတ်ကြတင်းတာတော့ဝေဖို့ပဲကြတင်းတာဟိုပဲကြဒါအုတ်ထီးတော့ကြီးတယ်နော်ထီးတော့ပေါ့ကဲခင်ဗျားတို့ထီးတော့မြင်ဘူးရမလားထီးတော့ဆိုလို့ရှင်တန်စီတန်ကွေးလေးတွေနဲ့စီထားတဲ့ထီးတော့ပဲမြင်ဦးပါနော် ခုဒါအုတ်ထီးတော်ပါဗျအန္တနာဖရာကြီးဟိုရှစ်ခစ်ကအုတ်နဲ့ထီးတော်တင်ထားတာကိုတွေ့ပါလိမ့်မယ်နော်နော်အန္တနာစီရကြီးကိုနောက်ဖက်ဆောင်းနှမ်းပြီးတော့မှတ်တမ်းတင်နေတာပါနောက်ဖက်မုတ်အပျက်စီးတွေကိုမြောက်ဖက်ကနေအတွင်းကြကြရိုက်ထားပါတယ်ဗျာအခုအခုမြင်ခဲ့တဲ့အဲတန်တိုင်တန်လုံးကြီးတွေကတော့အဲ့ဒါဟင်းတာတိုင်တွေပါဗျဟင်းတာဒီဘက်ကိုပြုတ်ကြတယ် ဟိုအုံရိုးကြီးတွေရှိပါအုပ်ပုံကြီးတက်တက်ပါပဲဟိုအစီအနှစ်တော့မရှိတော့ပါဘူးနော်အဲရှေ့ခက်ကအုံရိုးကြီးပဲအနန္ဒာဇီရတော်ကြီးမေခလောက်အောင်ကြမ်းတမ်းနဲ့ငလျင်ပေါ့ဗျာကဲအခုဓမ္မရုံထဲမှာမြင်တွေ့နေရတဲ့အပြူပြက်တွေကတော့အနန္ဒာဆောင်းတန်းကခါပြက်ဆောင်းတန်းလေးတွေပါနော်အဲ့ဒါလေးတွေကိုဒီထဲကို အခဏသိသိထားတဲ့ဘောကိုနော်ရှင်းလင်းထားတယ်အနန္နာဇေဒီတော်ကြီးမြောက်ဖတ်မှုပါဗျာအတွင်းထဲကရုပ်ပွားတော့အထီးခိုက်မှုနည်းပါလေဗျာလက်တော်လေးပဲထိခိုက်တော့အဲရုပ်ပွားတော်ကြီးကတော့အကောင်းပကတိမျိုးပါပါပြုပြင်မယ်ဆိုတော့ပင်ကိုတိုင်းပြန်ပြီးတော့ပူဇော်လို့ရအောင်ပါပါနော်ဒါပေမဲ့အောက်ကအပြူပြက်တရားတော့မြင်တဲ့အတိုင်းပါရိုက်တော့ဒါကတော့လူသားလူလား ဟုတ်တယ်ပတ်လန်းလေးပေါ့နော်အနန္ဒဇီရီတော်မြတ်ကြီးရဲ့ထူကြဖို့ဝိရိယအမှုတိယဖရာကြီးတိုက်မှာဥခဟိုတောင်းဆရာတော်လေးကမရှိနေတာပါဗျာအဲ့ဒီနေရာထူကြတယ်တဲ့ဘာကြောင့်လဲဆိုရင်တော့ဖရာကြီးပြူကြတဲ့အချိန်မှာလူတယောက်မှဖရာလိုင်လိုင်ကူထဲမှာမရှိတော့ပါဘူးနေထိုင်ခြင်းဟိုအရင်တော့ဆိုလို့ရှိရင်တော့ဒီကဲကအေးတဲ့အတွက်ကြောင့် လာရောက်ပြီးခုတ်လုံကြတာနေထိုင်ကြတာနာနာနဲ့နေသောသောတသာနေကြတာလို့ရှိတယ်။ဖျားဖို့တွေလည်းမပြတ်ဘူးပေါ့။ကလေးလည်းပြေးကြတော့ကြ။အဲကလေးလည်းပြေးလာဆော့ကလာကြတာရှိတယ်တဲ့။ဒါပေမဲ့အဲ့ဒီနေရာတော့တူတယောက်မှမရှိတော့ပါလေဗျာ။အဲ့တော့နှကောင်းနှမြတ်တွေကဖျားထဲမှာဒုထက်တန်ယူမမြင်စေခြင်းတဲ့သဘောအကုန်ရှင်းလင်းထားတဲ့သဘောလို့အောင်းမွေးရတာပါနော်။ဟုတ်ကဲ့အပြူပြက်တွေကတော့ခြေချရနေရာမရှိတော့အောင်သူ့ထဲနော်။ အပေါ်မှာတော့မြင်တဲ့အတိုင်းပါပဲအကွဲเจ้าရလာလာနေတဲ့ဟိုရတော်မူရပွားတော်ကြီးကိုပဲဘလို့ပြစ်ဆောင်အောင်မသိသေးပါဘူးနော်ဘေးလို့ရအောင်ပြစ်ဆောင်ဖို့လိုသေးတယ်အဲအခုဖိုးမြင်နေရတာတော့အာနန္ဒာစီရီတော်မြတ်ကြီးရဲ့နောက်ဖက်ဆောင်တယ်အနောက်ဖက်အပြင်ဆိုရင်ရာဟုတောင်ဖြစ်သွားမှာဟိုကမြောက်စုစုဆိုတော့မြောက်စုစုကပြတ်တိုက်ပြန်တယ်ဒီပြတ်တိုက်လေးကတော့အကောင်းပကတိပါပဲဗျာ ရွာတွေကတ်ထားလို့လည်းဖြစ်နေတာပေါ့နှစ်ထပ်သေးမှုလို့လည်းဖြစ်နေတာပေါ့အင်းညာလက်ရကောက်လို့လည်းဖြစ်နေတာရုပ်ပွားတော်တွေအများကြီးသတင်းသုံးနေမယ်လို့ရုပ်ပွားတော်တွေဂျွန်တိုမောက်ခုံဖြစ်တာလေးတော့မရှိပါဘူးဗျာပြုတ်ကြပြတ်ကြတော့မရှိပါဘူးအကောင်းမကတိပါပဲအဲ့မဲ့ဖူးမြုပ်လို့ရအောင်ကဲပန်းအိုးတွေတော့မလဲပါဘူးဗျာကဲဒါကတော့အနန္တစရိတော်ကြီးရဲ့မြောက်ဖက်ဆောင်းနှင်းလေးပါဗျာအဲ့တော့ ိုမြန်မာအနုဒုက္ခမတည်ရအလေးကိုစောင်းနှန်းလေးလို့ခေါ်ပါလေရကာလရဲ့ဟိုဘက်ချမ်းကစောင်းနှန်းလို့ခေါ်အဲ့ဒီစောင်းနှန်းရနေထွက်လာရင်တော့မာမုန်းနေရုပ်ဘွားတော်ရရောက်မာမျက်မှုနည်းနဲ့အာနန္ဒာနဲ့ရတော့ကာလဟိုဘက်ဒီဘက်လေးပဲချမ်းကဲဆောသောဓမ္မယုံထဲမှာမြင်ထားတဲ့အပြည့်အစည်တွေကတော့ဒီဆောင်းနှန်းကနေရှင်းလင်းထားတဲ့အပြည့်အစည်တွေကို ိတ်သက်ထားတာပေါ့ဗျာအခုမြင်လာတာဆောင်းနှိုင်းရွာဗျာဆောင်းနှိုင်းရွာတော့လောကပြည့်ပြတ်သွားပါပြီကဲအခုမြင်တွေ့နေရတာတော့အနန္တဖရာကြီးရဲ့အရှိမြောက်တောင်းကနေကြိုက်ကူးထားတဲ့ဝင်ဝင်းပါနော်နည်းနည်းတိုင်းပါပဲဗျာကဲသဘောရိုက်ပြထားတဲ့အာယုံကံတန်ကောင်းပါဗျာသဘောရိုက်တော့မြောက်ဖက်စူးစူးကနေအတွင်းထဲကနေရိုက်တာနော်အခုတော့အရှိတ်တဲ့တဲ့ကနေရိုက်နေပါလေဗျာ ခဲ့ဟွာမဟုတ်ဘူးပါဗျဒါဘုရားဝင်ဖူးလို့ရတဲ့အာယုံကံတကောင်းပါဗျကဲအဲ့ဒီမှာတိုင်နေဦးမြင်တဲ့တိုင်ပဲတိုင်နေဦးကတစ်ချက်ကြည့်လိုက်ပါနော်အဲထောင်းတော့28ခုပထမဝါစီလာတော့တဲ့ခါတဲ့ဓမ္မယုံလေးပါဗျာအာနန္ဒဖရာကြီးပပလေကိုတိုက်ပြနေတဲ့ရှုခဲမှာလေအားတော့တခေါနိုင်ပါတော့ ဲ့ဒီတကောနိုင်ရတဲ့ကြီးကျိုးပါဗျာနမင်းကြီးလေးပါဗျာနမင်းကြီးလေးပါလဲဘာမှမဖြစ်ပါဘူးဗျာအဘွားတွဲလောင်းကြတာလေရွှေချရည်လည်းဘာမှမဖြစ်ပါဘူးဗျာအဟင်းတာရုံလည်းဘာမှမဖြစ်ပါဘူးဗျာကဲအဲ့ဒီမှာကုကြည့်ပါဗျာအာငါဖရာကြီးကိုအရှိတောင်ဘက်ကနေရင်းနေရတာပါတနည်းပြောတော့အင်္ဂါတော့ပေါ့ဗျာအင်္ဂါတော့နေရင်းနေရတာပါဒီစားကြည့်ပါနော်အဲအုတ်ချက်တွေလည်းမြင်ရတယ်မလားရှေးအုတ်ချက်တွေပါ အဲဇီဒီတော်ရဲ့ဖောင်းရစ်ဒီအောက်ကအုတ်ခုံပေါ့ခနဲ့တော်ပေါ့အဲ့ဒီမှာကိုလည်းကြည့်လိုက်ပါလားအဲ့ဥဒ္ဒရာအစစ်စစ်ညက်ညက်ကိုကြီးနေတာပါနော်ကဲဒါကတော့အာနန္ဒာဘုရားရဲ့တောက်ဘက်ကနေရှုခင်းပါဗျာရှုစားလိုက်ပါအောင်နော်အဲဒါကတော့အာယုံခံတစ်ကောင်းလုံးဝပြိုကျပျက်စီးသွားတဲ့ပုံပါနော်အဲအောက်ဘက်ကောင်းတာကလိုင်ကူတဲကရုပ်ပွားတော်၄စုလုံးမထိတ်ကြတာပါနော် အဲ့လိုပြိုကျသွားမယ်ဆိုရင်ရပွားတော့လေးပြီလေထိခိုက်နေတာအခုတော့ခါရိုးလေးပဲကျိုးသွားပြီးတော့အောက်ပိုင်းကျန်းနေတဲ့တရားလှိုင်းကူမပြည့်စည်ဘူးလှိုင်းကူမပြည့်စည်တော့ရပွားတော့လေးစုလည်းမထိခိုက်ဘူးနော်ကဲအခုမြင်နေရတော့စနေတော့အပြိုပြတ်တယ်စနေတော့အပြိုပြတ်တယ်ဟုတ်ဘုဒ္ဓူတော့တောင်ပတ်တက်တဲ့အနေပြီးတော့ရိုက်ကူးနေတာပါနော် ကဲဖောင်းရည်တွေဒီမှာပြုတ်ကြတာမြင်နေတာပဲเนาะဟုတ်တယ်ကတော့ကဲတော့မှာအိုယိုးကြီးတွေမြင်နေเนาะအဲ့အိုယိုးကြီးရတယ်ပြစီတော့ပါတော့ဆိုရင်တော့ဦးဇင်းတို့ပရိသတ်တွေအာရဏဖျားကြီးရဲ့အမြင်ဝင်းကိုသူစားမှာပါเนาะငလင်တန်တင့်သွားတာပေါ့အဲနောက်တစ်ချိန်မှာမန္တလေးငလင်ကိုမမီလိုက်တဲ့သူတွေကပုံမြင်လို့ထင်ပါဆိုလို့မတန်းလေးလေးလိုက်တင်ထားတာပါเนาะဌာနဆိုင်ရာမတန်းတွေကတော့သူတို့ဌာနဆိုင်ရာတွေမှာရှိပါတယ်ကြာ အဲ့မဲ့အများပြည်သူအတွက်မှတ်တမ်းကြတော့ဟိုသာသနိကအဆောက်အအုံနဲ့ပတ်သက်ပြီးတော့တကူတကလိုက်တင်မဲ့လူမရှိနိုင်လေအဲ့ဒီချူတော်ကနေကြည့်ပြီးတော့လိုက်တင်ထားတာပါနော်အဲ့ဒီကနေ့2025ခုနှစ်ဧပြီလ23ရက်နေ့ပေါ့ဗျာ2025ခုနှစ်ရဲ့မတ်လ28ရက်နေ့နေကင်းတနအီထုတ်ကန်လေးမှာခွန်ဒသမခွန်စကေးရှိတဲ့ငလျင်ကြီးလောက်ခတ်သွားပါတယ် တကြိမ်တော့မဟုတ်ပါဘူးစကေးသေးသေးလေးတွေကရာချီပါတယ်ကစကေးကြီးကြီးကတော့၄ချိန်ရှိပါတယ်အဲအချီတချီမှလည်းအဝကျွေးတာပါဗျာအဝလှုပ်တာပါဗျာဟိုအရင်ကလေးနဲ့လို့ဖက်ကနေစကတ်ပိုင်းလောက်လေးလှုပ်တာမဟုတ်ပါဘူးဗျအဲအဲ့လိုလှုပ်သွားတဲ့ငလျင်တန်းကြောင့်အဲအခုအနန္နာစီရီတော်မြတ်ကြီးနေခရရပြီအနောက်ဘက်ဆောင်းတန်းကတော့ဟိုအမိုးတောင်တိတ်မကြံတော့ပါဘူးနော် စစ်ညံ့တဲ့ကြည်သွားတဲ့မြင်ကွင်းလေးကိုအများပြည်သူတွေမြင်တွေ့ရအောင်မှတ်တမ်းတင်ထားခြင်းဖြစ်ပါတယ်